စာလံဂျန်အခန်းကြီးစကွန်အိုးထာရာပြာတရားတော်ဘက်မှနေ၍အကျွန်ုပ်အဟစ်ချင်းကိုမှတ်တော်မူပါမလှဲ့ဇာတတော်နှုတ်နဲ့ဆုတောင်းတော်ပထနာစကားကိုနားထောင်တော်မူပါကိုရောတိုင်းအကျွန်ုပ်ကိုစီရင်၍ဖြောက်မတ်တော်အရာကို ထောက်ရှုတော်မူပါကျွန်ုပ်နှလုံးကိုစစ်ဆေးတော်မူ ညအခါအကျွန်ုပ်ကိုအကြည့်အရှုကြွလာတော်မူပါအကျွန်ုပ်ကိုစစ်ကြောသောအခါအဘယ်အပြစ်ကိုမြတွေ့တော်မူရာ အကျွန်ုပ်အကြံစီသည် အကျွန်ုပ်စကားနှင့်မချားမနာပါ လူပြုတ်တတ်သောအမှုများမှဖြက်စီးတတ်သောသူဤလန်တို့ကိုနှုတ်ကပတ်တော်အားဖြင့်အကျွန်ုပ်ရှောင်ပါပြီလန်ခီရော၌အကျွန်ုပ်သွားစဉ်တွင်ခြေမချော်စီခြင်းငှာ ထောက်မတော်မူပါ။အိုးထောက်ရပြကိုတော်သည်နာထောင်တော်မူတတ်သောကြောင့်အကျွန်ုပ်သည်တောင်းလျှောက်ပါ၏။နာတော်ကိုလှည့်၍အကျွန်ုပ်စကားကို နားယူတော်မူပါ။ကိုတော်ကိုခိုးလုံသောသူတို့ကိုသူပုံတို့လက်မှလက်ရလက်တော်အားဖြင့်ကဲနှုတ်တော်မူသောဖရာထူဆန်းသောမေတ္တာကျေးဇူးကိုပြတော်မူပါ။ကျွန်ုပ်ကိုညင်းဆဲသော လူဆိုးတိဟုသော အကျွန်ုပ်ကိုဝိုင်း၍တက်လို့သောရန်သူတို့လက်မှ အကျွန်ုပ်ကိုလို့စေခြင်းကမျက်စံကဲတော့အကျွန်ုပ်ကိုစောက်မတော်မူပါ အတောင်တော်အရိတ်ထဲမှာဖုံးအုပ်တော်မူပါသူတို့ဒီမိမိတို့စူဝချင်းကိုကိုးစား၍ထောင်သွားစော်ကားစွာ ပြောဆိုကြပါ၏အကျွန်ုပ်တို့သွားသောလမ်းကိုယခုဝိုင်းမိကြပါပြီ အကျွန်ုပ်တို့ကိုမြေပေါ်မှာလဲခြင်းကမျက်စိနဲ့ရွယ်ကြပါ၏ဖမ်းမိတော်အကောင်ကိုစားခြင်းအာကြီးတော်ချင်တဲ့ကဲ့သို့လကောင်းစိတ်ွယ်ရအရှင်းနဲ့ချောင်း၍နေတော်ချင်တဲ့ပြိုကဲ့သို့လကောင်းထစ်ကြပါ၏အိုးထာဝရဖျားထာတော်မူပါသူတို့ကိုစီတား၍လဲချတော်မူပါ မတရားသောသူတို့လက်မှ အကျွန်ုပ်အသက်ကိုဒါတော်ဖြစ်ကယ်လွတ်တော်မူပါ။အိုးထာဝရဖျားလောကီသားဖြစ်တော်ထိုလူတို့လက်မှာအကျွန်ုပ်အသက်ကိုလက်တော်ဖြင့်လွတ်တော်မူပါ။ထိုသူတို့သည်ယခုဘဝမိမိတို့အဖိုးကိုခံရကြပါ၏သူတို့အလိုကိုဗန္နာတော်နှင့်ပြည့်စုံစေတော်မူ၏သူတို့သားသမီးတို့သည်လည်းကြွယ်ဝ၍ညီမြစ်စသည်တို့၌ မိမိတို့ဥစ္စာကိုခြံထားကြပါ၏ကျွန်တော်မူကားဖြောက်မတ်၍မျက်နာတော်ကိုဖူးမြင်ရပါလိမ့်မည်။နိုးသောအခါပုံတံတော်အားဖြင့်ကျွန်ုပ်အလိုပြည့်စုံရပါလိမ့်မည်။